အားလုံးမင်္ဂလာပါစီဝကဟက်နော်လေးရှယ်ရင်းချန်နယ်ကနေကြိုဆိုပါတယ်ဒီနေ့ဒီချင်းနဲ့အတူ grade 10 biology chapter 1ရဲ့1.3.4 kingdoms plant အကြောင်းကိုအတူလေ့လာကြရအောင်နောက်ဒီချင်းတော့ plant စီလို့ပြောတဲ့အခါကျရင်ကုန်းပေါ်မှာရှိတဲ့အပင်လေးရှိတယ်ရေထဲမှာရှိတဲ့အပင်လေးရှိတယ်ပေါ့ကျတော့ကုန်းပေါ်မှာရှိတဲ့အပင်မျိုးစားရင် memorita ဖြစ်မယ်ဒီလိုမျိုး half စီရှိမယ်ခြုံပုတ်ကလေးလိုမျိုးပြီးတော့ ဆိုတော့အပင်ကြီးတွေ creeper ပေါ့မြေပြင်မှာတွားတွားတဲ့ဟာမျိုးအပေါ်တက်ပြီးတော့မှတွားတဲ့အပင်မျိုးရှိတယ်လို့ခြေထဲမှာရှိတဲ့အပင်မျိုးရှိမယ်ပေါ့အော်ဒီ plant တွေက characteristic တွေပြောတော့ plant တွေက eukaryotic kingdom eukaryotic series ဖြစ်တယ်သူတို့မှာ chlorophyll ပါတယ်ပေါ့အော်ကျရကို free pigment ပါတဲ့အတွဲကြောင့် solar energy ကိုသုံးပြီးတော့မှ photosynthesis လုပ်နေ glucose ကိုသူ synthesize လုပ်နိုင်နေပေါ့နော် အော်ဒီမှာဆိုလို့ရှိရင်တည့်ရွက်ကလေးမှသူတို့ပြထားတယ်။ဟောဒီ plant sense မှာ sense different types of the sense ပေါ့။အဲ့ဒီမှာမှသူတို့က plant sense ရဲ့ generalized characteristic ကိုပြောမယ်ဆိုလို့ရှိရင် plant sense မှာဒီမှာ chlorophyll တွေပါတယ်ပေါ့နော်။ကျေတော့ chloroplast ဆိုတဲ့ organelles မှာ chlorophyll pigment ပါတဲ့အတွက်ကြောင့် photosynthesis လုပ်နိုင်တယ်။ eukaryotic cells သူမှာ nucleus တွေပါမယ်။တခြား organelles တွေပါမယ်။နောက်တစ်ခုအဓိကတော့ plant cell တွေမှာ large vacuole ပါပြီးတော့ဇရီရဲ့ဒီ membrane မှာ cell membrane အပြင် cell wall ရှိတယ်ဟောဇရီရဲ့ဒီ cell wall ကဘာနဲ့လုပ်ထားလဲဆိုရင် cellulose နဲ့လုပ်ထားအော် cellulose ပါလေဆိုရင် polysaccharide ပဲ polysaccharide ဆိုတာ monosaccharide ဖြစ်တဲ့ glucose တွေကို link လုပ်ထားဗာနဲ့ link ထောင်ထားလဲဆိုရင် beta 14 glycosidic bond နဲ့ဆက်ထားတယ်။အော်သူက m branch ပေါ့ဒီ cellulose chain ညာ and branch ဒါပေမဲ့သူကဗာလဲဆိုဒီဘက်က chain နဲ့ဒီဘက်က chain ကြားရင်းမှာ bar bond နေဆက်ထားလဲ hydrogen bond နေဆက်ထားအဲ့အတွက်ကြောင့်သူက tungsten strange bond ဟုတ်နော် strange များတယ် cellulose structure ဗာလဲဆိုရင်အပင်နေဟင်းဒီရွက်တူစားတဲ့အခါမှာ cellulose က dietary fibers ပေါ့နော် dietary fibers ဖြစ်တယ် ။ Marjorie ဒီအပင်လေးမှာ reproduction က sexual က asexual က။နောက်တစ်ခုက asexual reproduction တစ်မျိုးဖြစ်တဲ့ vegetative reproduction နဲ့လေ။သူက reproduction သုံးမျိုးသူမှဖြစ်နိုင်နေပေါ့။အော် essential လို့ပြောလိုက်လို့ရှင်သူတို့က female နဲ့ male gamete fusion မရှိဘူး။ parent say involvement မရှိဘူးပေါ့။ဟုတ်နော်။အဲ့တော့ဒီမှာဆိုရင် flowering plant စီမှာ sexual reproduction အကြောင်းပြောတဲ့အခါကျတော့ဒီအပွင့်လေးမှာဆိုရင်သူတို့ကဒါ obvious ပေါ့ female gametes ပေါ့နော်အဲ့မှာမှာဒီဘက်ကနေပြီးတော့မှာ pollen grains ကနေဒီကနေဝင်လာပြီးတော့ဒီမှာ fertilization ဖြစ်တယ်ဟုတ်နော် fertilization ဖြစ်ပြီးတော့မှနောက်ထပ်အပင်လေးတွေထပ်ပေါက်လာတယ်ပေါ့ seed စီဖြစ်ပြီးတဲ့အခါကျတော့အပင်ထပ်ပေါက်လာတယ်ဒါ flowering plant စီမှာ sexual reproduction ပေါ့ နောက်တစ်ခုကတော့ဒါကပါလို့ဆိုခုနလိုမျိုးအပွင့်မပွင့်ဒါကတော့ sports စီထွက်တာပေါ့ sports စီမှာမှာသူကပါလဲဆက်ဒီ sports အနေမှာ gamito 5ပေါ့ gamito 5မှာမှာ main နဲ့ female gamete စီထွက်လာပြီးတော့မှာ fertilization ဖြစ်တယ်ဖြစ်ပြီးတော့မှာနောက်ထပ် sporophyte စီအနေတစ်ဆင့်အပင်နဲ့ထွက်ထွက်လာတယ်ပေါ့ဟုတ်နော်ဒါကတော့ဇေရိုက fancy ရဲ့ life cycle ကိုပြတာ နောက်ထပ်တစ်ခုကတော့ vegetative reproduction ပေါ့ vegetative reproduction ဆိုတာဒီအပင်တစ်ခုရဲ့ဒါဆို roots ကနေထွက်တာပေါ့ဒါမှဆိုလို့ရှိရင် ginger ပေါ့ ginger ရဲ့အပင်ကနေသူ့ရဲ့ stem နေရာနေထွက်လာဟုတ်နော်ဒါဆိုအာလူအာလူလေးကနေဒီလိုမျိုးအာလူလေးကြီးကြာထားရင်ဒီလိုအတက်ကလေးကြီးထွက်တော့မှအာလူပင်လေးဖြစ်လာမယ်ပေါ့ဟုတ်နော်ဒါမှဆိုလို့ရှိရင်ဒီအရွက်ကနေထွက်လာရဲ့ကြက်သွန်ကနေပြုံးမှထပ်ပြုံးမှနောက်ထပ်ဒီကနေထပ်ပြုံးမှ ကျွန်တော်အပင်ထပ်ပေါင်းနော်အဲ့လိုမျိုးဒါကကျွန်တော် vegetative propagation ပေါ့အော်ဒါကတော့ neutrally ဖြစ်တာပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးနေ artificial လေးလုပ်လို့ရတဲ့ဟာကြီးရှိတယ်ဒီလိုမျိုး graphing လုပ်တဲ့ဟာကြီးပေါ့ graphs ဆို graphs on skin graph တို့မှာမျိုးအစားထိုးတလူမျိုးပေါ့ကျိုးခိုင်းဆက်တာမျိုးလုပ်လို့ရတယ်ဒီလိုမျိုးတက်ရှူတာမျိုးပေါ့အင်စားလုပ်တာမျိုးလုပ်လို့ရတယ်ဟုတ်ကဲ့ဒါ vegetative propagation လုပ်တာပေါ့နော် အဲ့ဒါကျွန်တော်က plan စေ characteristic တွေမှာဒီမှာပြောပြရတဲ့အခါကျွန်တော်ဒီရှိကိုပြန်ကြည့်ရင်အဲ့ဒါကျွန်မ cellulose ပါတယ် cell wall မှာ vegetative essential cellular method နဲ့သွား life cycle အ plan စေ life cycle မှာ interchanges organ from the embryo ပေါ့ embryo ဆိုတာကကျွန်တော် germ နဲ့ female gametes နဲ့ပေါင်းတော့ zygote ကနေပေါ့မှာ embryo လေးဖြစ်လာတယ်ပေါ့အဲ့ embryo လေးကနေမှတစ်ဆင့်နောက်ဆုံးခုနကတော့ seat ဆိုလဲ seat ပေါ့အဲ့ရကိုတခြားဘေးမှာရှိတဲ့ tissue တွေက support လုပ်ပါနောက်ထပ်အပင်တပင်ထွက်လာတယ်ပေါ့နော်နောက်တစ်ခါ let the motility ပေါ့ motility လုံးဝမရှိတာတော့မဟုတ်အပင်ကြီးမှာသူကဗာလဲ limited motility ပေါ့ limited ဖြစ်တဲ့ animal စိတ်လို့တော့အရန်ကိုဟိုအရန်ရွေ့လို့တော့မရအောင်။အော်သူကသူက motility အရန်ရွေ့တာမျိုးတော့မဖြစ်နိုင်ဘူး။လောက်ရှားတာမျိုးတော့သူမှရှိတယ်ပေါ့နော်။ အော်အားပြီးတဲ့အခါကျရင်သူကဒီ plan C ရဲ့ kingdoms ကို division လုပ်တဲ့အခါကျတော့ fight division ရှိတယ်။အော်အဲ့မှာ fight division မှာဒါက tello fighter ပေါ့။ tello fighter က simple ဖြစ်ဆုံးပဲ plan body က simple ဖြစ်တယ်ဆိုတော့ tello ဆိုတဲ့သဘောကဘာလဲဆိုရင်သူမှာ tello ဆိုတဲ့သဘောကဒီ plan body က stem C leaf C အဲ့လိုမျိုး root C vascular system ဆိုတာက ပါလဲဆိုလို့ရှိရင်ဒီအပင်မှာသူရဲ့ xylem တို့ phloem တို့အဲ့မှာရှိတဲ့ရေတွေတည်တာတို့ nutrients တွေတည်တဲ့ vessel ပေါ့နော်သူရဲ့အသွေးကြောတွေလိုမျိုးပဲပေါ့အဲ့လိုမျိုး system မျိုးမရှိဘူးတကယ်ကို simple ဖြစ်တယ်ပေါ့အဲ့ဒါက thallus အော်ရေထဲမှာအဓိကကိုဖြစ်တဲ့ dam soil water rock တွေပေါ့ bedrock တွေပေါ့ ဟုတ်နော်။ဘာဒီဘက်မှာဆိုနေတဲ့ကြောက်တုံးတွေမှာရင်ညှိရရှိရဲ tree trunk တွေပေါ်မှာကိုဖြစ်လေရှိရဲ vascular system ဆိုကိုနာ silent လို့ fluent လို့မရှိဘူးပေါ့ဟုတ်နော်။အဲ့ဒီ reproduction က asexual or sexual နဲ့တောင်းရင် no embryo formation ပေါ့ embryo အဲအဲ့လိုမျိုးသူကခလေးသေးလေးလိုပဲပေါ့အပင်သေးလေးအဲ့လိုမျိုးဖြစ်တာမျိုးမရှိဘူးဒါက LG ရဲ့ structure မှာ အဲပြထားတာပေါ့နော်ဒါ spiral jar ဟာမှာဒါကပါလို့ဆိုရင်ဒါက spiral glow plus ပေါ့နော် glow plus အော်ဖင်ဝါဒါ LG ပုံနဲ့ဒါသူ cell တစ်ခုစီပေါ့နော် cell လို့ cell wall ပါမယ်ဒါ spiral jar ကိုပြထားမှာနော်ဟုတ်နော်ဒါတော့ tellus ပေါ့ခုန leaf တိ stem နေမရှိရဲ့ပုံဝင်ပြထားမှာဟုတ်နော်ဒါ fresh water LG ဒါပြီးတော့ဂျီရိုနာတစ်ခုကပါလဲဆိုတော့ bryophyte ပေါ့ဒီဘက်က most primitive land plants ပေါ့ကုန်းပေါ်မှာရှိရဲ့အဲရှေးကြတဲ့အပင်တစ်ခုဖြစ်တယ် dam and the shaded swine တွေမှာ grow ဖြစ်တယ်ပေါ့နော် so so from မှာအရေးကြတဲ့နေရာတွေမှာ on thallus dorsiventra with thread line right side ပေါ့အခုနောက်လူမျိုး stem နေ stem နေ leaf တွေအဲ့လိုမျိုးတီးကြရတော့မရှိဘူးဒီလိုခက်ပြားပြားလေးပဲဒါပေမဲ့သူ့ရဲ့အောက်မှာမရှိနေဆို right side ရှိတယ် အော် right side ကဒီလိုဟာမျိုးလေးပေါ့အောက်ဘက်ကအမြင့်လိုမျိုးမဟုတ်ဘူးမတမအမြင့်တပေါင်းမျိုးပဲအမွှေးလေးတွေထွက်တာပေါ့ဟုတ်နော်နောက်တစ်ဘက်မှာ thread line right side ရှိရဲ no vascular system I have the parenchymatous tissue ပေါ့ parenchymatous tissue ဆိုတာဒီခုနလိုမျိုးဟို tellus လိုဟာမျိုးသူ support လုပ်တဲ့ tissue တွေရှိတယ်နောက်တစ်ခုက profile upright folio stack folio type ပေါ့ folio စာပါလေဆိုတော့ leaf line structure ပေါ့ဟုတ်နော် leaf line structure ဖြစ်တယ် life cycle of profile shows the two distinct generations the gametophyte and sporophyte generations ခဏနေချေပုံကြည့်အောင်ဟုတ်နော် two generation regularly alternate with each other in a single life cycle မှာ alternate ဖြစ်တဲ့သွား gametophyte ဖြစ်လာ sporophyte ဖြစ်လာသူ့ကိုဘာလို့ခေါ်လဲဆို alternations of the generations ကိုခေါ်တယ်ပေါ့နော် နောက်ကျတော့ example ကဒီမှာ liver wart စာရှိရင်နောက်ခါကျတော့ဒီဘက်မှာ horn wart ပေါ့ mammary tissue ကလေးခက်ပြားပြားလေးပြီးတော့ mosses ရှိတယ်ပေါ့နော်ဒါတော့ parenchymatous tissue စေပေါ့ဟုတ်ပြီနော် parenchymatous tissue စာခုနလိုမျိုး fungus uh, sorry algae လိုမျိုးစေတော့ cell ဒီလိုမျိုးတစ်ခုတည်းမဟုတ်ဘူး ီဆယ်တခုလည်းမဟုတ်ဘူးသူတခြား support လုပ်တဲ့တခြား sense ပရန်ခိုင်မာ tissue တွေလည်းရှိရလို့ပြောဟုတ်နော်ပရန်ခိုင်မာ tissue ရှိအာဓမ္မဆိုရင်ကျေရူကဒါ liver ward set life cycle ပေါ့ဟုတ်နော် liver ward life cycle မှာဒီ liver ward မှာတော့ main နဲ့ female နှစ်ခုရှိအောင်ပေါ့ ဒီ tellus လို့မျိုးအရွက်မှာပဲဒါ female gametophyte ရှိမယ် male gametophyte ဖြစ်မယ်ပေါ့အဲ့ဒါမှာသူကဒီဘက်မှာ fertilization ဖြစ်တယ်ဟုတ်နော် fertilization ဖြစ်တယ် agnes sperm နဲ့ဒီဘက်မှာ embryo ဖြစ်တယ်ပေါ့နော် embryo ဖြစ်ပြီးတဲ့အခါကျဒါ gametophyte stage ပေါ့ပြီးတဲ့အခါကျတော့မှသူတို့နှစ်ခု fertilization ဖြစ်ပြီးသွားရင် embryo ဖြစ်တယ်အဲ့ဒါ embryo ဖြစ်ပြီးသွား meiosis ဖြစ် process sporophyte ဖြစ်တယ် တော့ကျွန်တော်ကဂျမားကြည့်လို့ရှင်ဒါ female liver wart နဲ့ male liver wart ပေါ့နော် male liver wart အဲ့တော့အဲ့မှာကျွန်တော်ကဒါခုန alternations of the generations ပေါ့ဟုတ်နော်အတမဂမီတို5 stage မှာခုန female နဲ့ male gametes နှစ်ခုပေါင်းနေ fusion ဖြစ်ပြီး cycle ပေါ့ဒီ cycle ကနေပြီးတော့မှ and sporophyte stage ကိုသွားတယ်ပြီးတော့မှ spore စီကြတော့သူကဖြစ်သွားတယ်ဆို meiosis ပေါ့သူက retention division ဖြစ်ပြီးတော့မှဒီဘက်မှာ spore ဆီယာမှာ mitosis ဆိုတော့ gametophyte fine stage ကိုဝင်ပေါ့နော်။အဲနောက်တစ်ခုကပါလဲဆိုတော့အဲ tyrophyter ပေါ့ more advanced than bryophyte seated ပို့ပေါ့ advanced ဖြစ်တယ်။အော် example က fan ဆီပြထားနော်။ဒါ parts of the fans မှာ အဒီဟာဆိုရင်အပင်လေးနဲ့နည်းနည်းပို့တူလာပြီ။ဘာလဲဆိုတော့ cherry ရဲ့ dream မျိုး stem လို့ပုံမျိုးလေးလည်းရှိလာပြီ။ leaf လို့ပုံမျိုးလေးလည်းရှိလာပြီ။ပေါ့ grow cheaply in the shaded moist places တိမှာ grow ဖြစ်တယ်။ပို့ပြီး differentiation ကောင်းလာတယ်။သူ့ရဲ့ part C ကပို့ပြီးတည်တာလာတယ်ပေါ့။ဟုတ်ကဲ့နော်။အဒီလိုမျိုး roots လို့ဒီမှာထွက်လာတဲ့ rhizome ဆန်ရှိမယ်။ပြီးရခါကြောင့်ဒီဘက်က Ricket ဆိုတဲ့ဟာကဒီဘက်မှာ server stamp လို့ပုံမျိုးလေးရှိတယ်။ဒီဘက်ကအရွက်လို့ဟာမျိုးလေးပုံပင်နန်းစာရှိတယ် differentiated ဖြစ်တယ်။ Where double of vascular system silent လို့ form မျိုးယူပေါ်လာပြီ။ Reproduction က spores နဲ့ reproduction လို့တယ်။အော်ဒီ leaf တွေရဲ့ output တွေမှာ spores လေးရှိရနော်။ဒီ leaf လေးရဲ့အောင်နာလေးမှာ spores လေးရှိတယ်။ Last cycle show distinct alternations of the generation so တော့ဆရာကကနာရောက bryophytes နဲ့တူတူပဲ alterations of the generation မှာ sporophytes နဲ့ gametophytes stage ကတလှည့်စီဖြစ်နေပဲပေါ့ဟုတ်နော်အော်ဒီ fans ကိုစရုပ်ကြည့်မယ်ဆိုရင်ဓမ္မဆိုရင် and the radar က major gametophyte ပေါ့အော်ဒီ gametophytes မှာမှာဒါကတော့သူကဒီ fans မှာကြာတော့ဒီအပင်လေးမှာပဲ တူကနှစ်ခုစလုံးရှိနေတာပေါ့နော်ခုနလိုမျိုး liver wart လိုမျိုးမေးတက်တက် female တက်တက်မဟုတ်ဘူးနေဒီအပင်နေမှာပဲမေးကမီဆွတ်တာရှိမယ် female ကမီဆွတ်တာရှိမယ်ဟောဒီဘက်မှာ egg ရှိမယ်ပြီးတော့ဒီဘက်က sperm ရှိမယ်နှစ်ခု fertilization ဖြစ်တယ်ပေါ့ဒါ cycle 2n ပေါ့ပြီးလဲပြီးတော့ဒီ cycle 2ဟန်မှာ new sporophytes ပေါ့ဒီ sporophyte ဒီဟာကထွက်လာပြီးအောက်ဘက်ကဂမီတိုဖိုင်းစ်ကပြည့်စည်သွားတယ်ပြည့်စည်သွားပြီးတော့ ဒီ news profile ကနေပေါ့ major profile ဖြစ်လာ။ဟောဒီအကျွဲကလေးတွေအောက်မှာ sports လေးနေရှိတယ်ဒီ asset ကလေးဟုတ်နော်။အော်ဒီ asset ကလေးတွေဒီမှာ leaf လေးပြထားတယ်။တယောက်က sports လေးတွေရှိနေ။အဲ့ဟာကသူတို့ကဘာဖြစ်မှာလဲဆို meiosis ဆိုတော့ meiosis ဆိုတာဒီမှာတော့ 2n ပေါ့။ meiosis ဖြစ်တော့ reduction deficiency on NMR ပဲဖြစ်သွားတယ်။ဒီဘိုင်းလေးတွေကအစိမ်းအောင်ပြထား NMR ပေါ့။ဟုတ်နော် sports က NMR အဲ့မှာမှာဇရုကဒါကဇန်ကမီတို5ပေါ့ဒီကနေတဖြည်းဖြည်းကြီးလာတယ်ဒါခုနလိုမျိုးဆက်သွားမယ်အဲ့တော့ဇရုကဒီဘက်ကပါလဲဆိုတော့ဒီဘက်ကကမီတို5 stage ပေါ့ဒီဘက်က spore 5 stage တော့ alternations of the generations ပေါ့ဟုတ်နော် alternations of generations မှာကမီတို5နဲ့ spore 5တလဲစီဖြစ်တယ်ပေါ့နော်နောက်တစ်ခုကပါလဲဆိုတော့ gemnosperm spermie ပေါ့ဟုတ်နော် woody non flowering plants ဟာတသားလိုမျိုးပဲပေါ့ထင်းယူပင်နေပါရေးပေါ်လာပြီခုနလိုမျိုးအပင်ပြော့ပြော့လေးတွေမဟုတ်တော့ဟုတ်နော်ကျွန်တော်ကတသားလိုမျိုးခန်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 းဝူတီဖြစ်လာတယ်ဒါမဲ့သူကအပွင့်နေတော့မပွင့်သေးဟုတ်နော် non flowering plants ဖြစ်တယ်ဒါမဲ့ခုနတော့က spores နော်အခုကျတော့နည်းနည်းအစိမ့်မြင်လာ seeds bearing vascular plant seeds တွေတော့ထွက်လာဒါမဲ့ဒီ seeds တွေကကျတို့ရဲ့ပန်းသီးလိုပါတော့ဖျဲသီးလိုအဲ့လိုမျိုးအကြီးတဲ့မှာ seeds တွေရှိတာမျိုးမဟုတ်ဘဲနဲ့ဒီ seeds တွေကြီးရှိတဲ့ tòa con sọ học nó ở sít sẽ nó ăn lúc in the fruit sẽ mở ở thả là miếng mình chịu học nó sít travel nó on the surface of skill or leaf like appendages called the sporophyll box học nó ở the mass u yin sẽ đoạn thả con sọ thì về con sẽ chịu ấy ở the mass thì bây giờ phim mi bỏ nó ở ovulate con chị mẹ, bồ con chị mẹ bỏ. Rồi ấy hà mà mà tụi anh ဒါလေးငါကျတော့ပါလေဆို single scale ဆိုတော့မှာအချက်ချက်ကလေးတွေရှိဒီအပြားချက်ချက်ကလေးဟုတ်နော်အဲ့ဒါကို sporophyll လို့ခေါ်ရပေါ့နော် sporophyll spores တွေရှိရင်ဟာလေးပေါ့ဟုတ်နော် spores တွေရှိရင်အော်ဒီဘက်ကမေးဘက်ကဟာကို micro sporangian လို့ခေါ်ပြီး female ကြောင့် macro လို့ခေါ်တာပေါ့ macro ပေါ့ macro sporangian လို့လည်းပြောတာအော်ဒီဘက်က macro ဟာနည်းဒီဘက်က micro ပေါ့ ဟုတ်ပါနော်ဒီဘက်ကပိုလန်ဟာနဲ့နှစ်ခုပေါင်းပြီးတော့မှ fertilization ဖြစ်တယ်အဲဒါ TUPNC ဟာဒီကြားရဲ့ရေမှာကျလူကဒီကုန်းစည်တဲမှာဒီထဲမှာအဆစ်စီပါဟုတ်နော်စီစီပါအဲ့တော့အဲ့ဟာမှာ fertilization တွေ့ဖြစ်မယ်ပေါ့အဲ့တော့သူကကျလူရဲ့အသီးတွေထဲမှာ enclose လုပ်ထားအောင်ဟုတ်ဒီတစ်ခုလုံးဒီအောက်ထဲမှာဒီထဲမှာစီစီရှိဟုတ်နော်စီစီရှိနေတယ် ငါဒီ leaflet appendages ပေါ့ leaflet ဆိုတော့ဒီလိုမျိုးအရွက်ကလေးတွေလိုမျိုးထွက်နေပြီလို့မျိုး appendages အဲ့ဒီမှာ and spophyse ရဲ့မှာဒီလိုမျိုးထွက်နေတဲ့အထင်းမှာဒီအဆီလေးတွေရှိနေပေါ့ဟုတ်နော်အဲဓမ္မဆိုလို့ရှိရင်ဒါထင်းယူပင်မှာခုနကပြောခဲ့သလိုသွား microscope ပေါ့ microscope ပေါ့ရွက်က microscope ဆိုတော့ ovules ပေါ့ female ဘက်ကအထက်က male ပေါ့ဟုတ်နော် အဲ့ဟာမှာ meiosis-ta retention division ဖြစ်ပေါ့ဒီနောက်မှာ fertilization ဖြစ်တယ် fertilization ဖြစ်ပြီးတော့စီစီထွက်လာတယ်ပေါ့ဟုတ်နော်နောက်တစ်ခုကပါလို့ဆိုအန်ဂျိုစပမ်မီပေါ့အတော့ flowering vascular plants ။ဘာကနာလိုမျိုးအဲ silent လို့ folan လို့လည်းပါပြီးအပွင့်တွေလည်းပွင့်ပြီးပေါ့။သူမှာတကယ်အပင်ရဲ့လက္ခဏာ group C stem C leaf C လည်းရှိရဲ့ widely distributed on the answer page ဆိုနေရာတိုင်းမှာတွေ့နေတာပဲเนาะ reproduce farming of the flowers flowers ကနေပေပကပွင့်ချက်တွေပါကြွေသွားပြီဆို fruit seed ဖြစ်ပြီး fruit seed မှာ seed တွေရှိတယ်ဟုတ်နော် seeds are produced inside the ovary of the flower flower ovary ဆဲမှာ produce လုပ်တယ်အဲ seeds မှာမှာတော့ဘာလဲဆို1 cotyledon နဲ့အဲတော့ monocot monocots နဲ့ dicots ဆိုတာရှိရေပေါ့ ဟုတ်နော် monocons ကဆိုရယ် mesa ပြောင်းမှုပြင်ပါမျိုး tricons ကဒါဆို example ကတည်တည်လို့ဟာမျိုးပေါ့ဒီလိုတစ်ချက်ကြည့်အောင်ဟုတ်နော်အ monocons ဆိုရယ်ပြောင်းမှုပြောင်းမှုမှာအစီလေးလေးရှိရယ်ဆိုရယ်ဒစီဒစီချင်းပေါ့ဒီဒစီလေးရှိအမနုကောဆိုပြောတာသူ့မှာကဒီဘက်ကနေပေါ်မှာပွင့်ချက်ကလေးတာဒီဘက်မှာတစ်ခုပဲထွက်လာ ဟုတ်နော်ဝင်းမာတစ်ခုပဲထွက်လာအကျန်နဲ့ difference စီတော့ရှိသေးတယ်ဒီအသေးစိတ်ကိုစမပြောတော့ဓမ္မဆိုရင်ဒီကနေပြောမှာဘာဖြစ်မလဲဆိုတော့ tide god ပေါ့ဒီအစီလေးရဲ့ဘီးမှာဓမ္မအရွယ်ကလေးနှစ်ရွယ်ထွက်လာဟုတ်နော်ဓမ္မတရသီလေးဆိုတရစီလေးကနှစ်ချမ်းလေးသူ့မှာရှိအပိဘက်ကနေပေါ့အရွယ်ကလေးနှစ်ရွယ်ထွက်လာအပေါ့ tide god deliverance ပေါ့ဟုတ်နော် အဲ့တော့ဒီမှာ flower set reproduction ဖြစ်တာရှေ့မှာလည်းကြည့်တည်တည်နော်ဒီထဲမှာပါရှိမျိုးဆို overview ပေါ့ဒါကြီးက ovary ovary ထဲမှာဒီမှာ overview လေးရှိမယ်ဒီဘက်ကနေ pollen ကနေဒီမှာဒီထဲဝင်လာပြီးတော့အထဲမှာ fertilization ဖြစ်တယ်ဟုတ်နော် fertilization ဖြစ်တယ် cycle ဖြစ်တယ်ပြီးရဲ့အခါကျတော့ဘေးမှာရှိတဲ့ဒီအရွက်တွေဝင်ချက်တွေပွင့်ညက်တွေကျွေးကြသွားတယ်ဒီ ovary ကမှာဖြစ်သွားမှာလည်းဆို fruits ဖြစ်ပြီးတော့အထဲက fertilize ဖြစ်သွားတဲ့ embryo 6အမိနဲ့ဖြစ်သွားမှာဟုတ်နော်ဒါဆိုရင်အသီးတွေရဲ့အထဲမှာဒါဖျဲသီးဆိုအထဲမှာအဆီလေးပါတယ်တင်မောသီးအဆီပါတယ်ဒီလိုမျိုးအသီးထဲမှာအဆီလေးတွေရှိနေပေါ့ဒါတင်မောသီးအဆီထဲမှာရှိနေဟုတ်နော်အဓမ္မဆိုရင်ဒီအပွင့်ကနေဒီထဲမှာ6ဆီရှိရင်ဒီဘဘီကဝင်ချက်တွေပွင့်ပတ်တွေကြွေကျသွားတဲ့အခါကျတော့ဘုံကဆိုဒီအထဲကဟာအသီးလေးဖြစ်လာဒီအသေးလေးမှာအထဲကအဆစ်လေးတွေရှိမယ်ပေါ့ဟုတ်နော် โอเคအဲ့တော့သူတို့ကနောက်ထပ်သင်ခန်းစာများမှာဇယ်နေပြန်ပရောမှာစုံညာအောင်ရှင်နဲ့အတူတူအဲ grade 10 biology စာတွေဖတ်ကြမယ်ဟုတ်ပြီနော်